ဘုန်းကြီးတို့မြန်မာနိုင်ငံပိဋကတ်၃ပုံစတင်ရောက်ရှိလာတဲ့အချိန်ဟာသမိုင်းမှတ်တမ်းအဆိုရဆိုရင်တော့အနော်ထာမင်းကြီးရဲ့လက်ထက်ပကံခေတ်မှာစတင်ရောက်တယ်လို့ပြောရမှာဖြစ်ပါတယ်။သို့တော့ဒီတဲ့စောပြီးတော့လည်းပဲမြန်မာနိုင်ငံကိုရောက်ဖို့ရအကြောင်းတွေရှိတယ်။ဘာဖြစ်လို့လဲဆိုရင်ပကံခေတ်တဲ့စောတဲ့ဆရီခေတ္တရာလို့ခေါ်တဲ့ပြီခေတ်ဒုတိယမင်းကြီးလက်ထက်ဒုတိယမင်းကြီးလက်ထက်မှာ ရှင်သာရိပုတ္တရာတို့ကိုရှင်အတ္တစီဟောကြားခဲ့တဲ့ယေရမဟေတုပ္ပဝါဒေတာဟေတုံတထာဂတောအာဟဆိုတဲ့ဒီခန္ဓာလေးကိုရေးမှတ်ထားတဲ့ရွှေပေလွာရွှေပရပိုက်မြေတွေကတူးဖော်ပြီးတော့ရရှိတယ်ဆိုတာတမိုင်းထောက်ထားလိမ့်ရှိဒီလိုလေးနဲ့တဲ့တရားဓမ္မတွေသရေခိတရာလို့ခေါ်တဲ့ဖြိခိကလေးကပကံခိမတိုင်ငယ်ကရောက်ရှိနေတယ်လို့ဒီလိုပြောအောင်အဲလိုရောက်ရှိလာတဲ့ ဘုရားမြတ်စွာရဲ့တရားဓမ္မတွေဟာအမြဲတမ်းများတယ်။ဆာမျက်နှာနဲ့ပြောမယ်ဆိုလို့ရှိရင်တော့1000ကျော်3000 4000ပတ်ဝန်းကျင်မှာရှိနိုင်တယ်ပေါ့။ဒါတောင်တူရာတွေကိုချုံးပြီးတော့ရိုက်ထားဒီကနေ့တိပိတကဒရစံဝေးဘွဲမှာပြန်ထမ်းထားတာဒါတွေအကုန်မဟုတ်ဘူး။အုပ်ရည်20ပဲပြန်ထမ်းထားတယ်။အဲ့ဒီအုပ်ရည်20ဟာဆာမျက်နှာပေါင်းပြောမယ်ဆိုလို့ရှိရင် 8026မျက်နှာလို့ဆိုတယ်အဲ့ဒီ8026မျက်နှာသောစာရီကိုကြက်မှတ်ပြီးတော့အ ਨੇ ဆုံးအမြန်ဆုံး10နှစ်လောက်ဒါတွေကိုအကုန်ဆောင်ပြီးတော့အလွတ်ရအောင်ကြက်ပြီးတော့ပြန်ဆိုနိုင်ရမယ်ပြန်ဆိုနိုင်ရင်ဒရဆိုရဲပွဲပေးတယ်အဲ့ဒီမိမိပြန်ဆိုချက်ပြန်ဆိုထားတဲ့စာပိုက်တွေရဲ့အတိတ်တွေချမ်းရင်ကလာတဲ့အတိတ်တွေအထက်ကရာတီကလာတဲ့အတိတ်တွေဆိုရဲ့ အဲ့ဒီအတိတ်ပဲအသေးစိတ်တွေကိုစာအုပ်တွေမှာဖတ်ရှုလေ့လာပြီးတော့နားလည်အောင်သဘောပေါက်အောင်သင်ယူမှတ်သားပြီးတော့မှစာမွေးပွဲကိုဖြေနိုင်တဲ့ဖြေလို့အောင်မြင်ပြီဆိုရင်ကောဝိဒဆိုပွဲကောဝိဒဆိုတာလိမ္မာကျွမ်းကျင်သူလို့လည်းပဲရဒရဆိုတာနှုတ်တဲ့အာကုံဆောင်းသူကောဝိဒကလိမ္မာကျွမ်းကျင်သူဒါကြောင့်မို့မြန်မာနိုင်ငံမှာတိပိတကဒရတိပိတကကောဝိဒလို့ဒီဘွဲ့နှစ်ခုစုံမှ တိပိဋကတရပုဂ္ဂိုလ်ဆိုဖြစ်တယ်။ဒါပြောချင်တာကမြန်မာပြည်မှာပိဋကသုံးပုံရောက်ရှိနေတော်လဲဘုရားဓမ္မသံဃာကိုချီးညိုကြတဲ့တရားဓမ္မတွေရဲ့လက်ထက်မှာပိဋကနဲ့ပတ်သက်တဲ့အသိဉာဏ်ဟာအားပြောင်းနေသေးတယ်အားနည်းနေသေးတယ်။ဘာဖြစ်လို့အားနည်းနေရသလဲဆိုရင်အချိန်မရှိလို့မလေ့လာနိုင်လို့စီးပွားရေးတစ်ဖက်လူမှုရေးတစ်ဖက်နဲ့ဒီလိုနေရလို့ဒီလိုပြောကောင်းပြောကြလိုက် အဲ့ဒါကအဓိကအခက်ခဲမဟုတ်ဘူးအဓိကအခက်ခဲကဘုရားဟောတဲ့တရားတွေဟာပါဠိလိုခေါ်ထားပါဠိလိုဟောထားတဲ့တရားဓမ္မတွေကိုမြန်မာလိုပြန်ဖို့ဆိုတာပြန်ထားတာတွေတော့ရှိတယ်ပေါ့အတော်နဲ့လည်းမြန်မာမပြန်ခဲ့နိုင်ဘူးပေါ့ဘုန်းကြီးတွေဟောတဲ့တရားတော့ပဲလူတွေကနာကြရရှင်းတော့ကဆိုရင်ရလှဲခစ်တုရတောင်ရထောင်ခစ်တု ယက်ကြီးကိုထောင်ပြီးတော့မျက်နှာပိတ်ပြီးတော့ဟောတဲ့ခေတ်ရှိသေးတယ်ယက်ထောင်တရားဆိုပြီးတော့ရတာတွေအကုန်ရွတ်ပြီးတော့ဟောလိုက်တာပေါ့ဝေဝေသာသာမဟုတ်ဘူးကြက်ထားတဲ့အတိုင်းအကုန်အစအဆုံးဟောလိုက်တယ်အဲ့ဒါကိုယက်ထောင်ခေတ်လို့ပြောတယ်အဲ့ဒီယက်ထောင်တရားတွေနဲ့မြန်မာလူမျိုးတွေဟာစတင်ပြီးတော့တရားဝဲတွေမှာနာကြရအဲ့ဒီယက်ထောင်ခေတ်ကုံသွားတဲ့အခါကျတော့ယက်ထောင်ကိုကြောင်းမြန်ပြန်ပြီးတော့ယက်လှဲခေတ်ဆိုပြီးတော့ ဒါကြတော့ဘာတွေလှုပ်လာကြတော့ဆိုရက်လဲတရားစာတွေထုတ်ပြီးတော့ဇက်လန်းဇက်ွက်အကောင်းကောင်းတွေကိုအဆူနဲ့အငူနဲ့အလွမ်းကန်ဆွေးခန်းတွေကိုဥစားပေးပြီးတော့ဟောတဲ့ခေတ္တခေတ်ပေါ်လာခဲ့အဲ့တော့မြန်မာနိုင်ငံရဲ့ဓမ္မလုပ်ငန်းဟာပိဋကတ်နဲ့အလံဝေးနေသေးတယ်။အဲ့ဒီဟောနေတဲ့တရားတွေဟာပိဋကတ်ထဲကမဟုတ်ဘူးလားလို့ဆိုဟုတ်ပါတယ်။အဲ့ဒီဟုတ်တဲ့တရားတွေကဘာတွေတုံးဆိုရင်များသောအားဖြင့် ပုံပြင်နေပဲများပုံဝထုတွေပဲများဇာလန်းဇက်ွက်တွေခေါ်တာဆိုတော့ဒကာရကမတွေကလည်းပွဲကြည့်ရတယ်လို့ပဲတရားနာရတဲ့အခါမှာဇာလန်းကလေးတွေမှတ်ထားပြီးတော့နာကြတယ်လွမ်းကန်ဆွေကန်ခေါ်တဲ့အခါမျက်ရည်လေးတုပ်ပြီးနာတယ်ပေါ့အဲ့တော့အဲ့လိုခစ်တွေကိုဖြတ်ကျော်လာပြီးတော့နောက်ပိုင်းခစ်ရောက်လာတဲ့အခါကျတော့ပမပြေမှာစကိုင်းတောင်ယိုးကအနိစကန်းဆရာတော်ဘုရားကြီးဆိုတော့ အဲ့ဒီနေစကန်းဆရာတော်ဘုရားကြီးကလွမ်းကန်းဆွေးကန်းနေမဟုတ်ဘူးသုတ်တံပါဠိတော်ကြီးတွေကိုအစအဆုံးရွတ်ဆိုမြန်မာပြန်ပြီးတော့ဟောခဲ့တယ်ပါဠိတော်ခောစဉ်ကြီးတစ်ခုပေါ်လာခဲ့တယ်အဲ့ဒီပါဠိတော်ခောစဉ်ကြီးကပရမလူတွေကနားမယဉ်ညာဘူးနားမယဉ်တော့ဘုန်းကြီးတို့ကြားဘူးတယ်နေစကန်းဆရာတော်မန္တလေးကတရားဟောပြီးပြန်တော့အဲ့ဒီတော့ကစကိုင်းတရာကြီးက စစ်အတွင်းကနေပြီးတော့အင်္ဂလိပ်ကချိုးသွားတာခုံတကုံရေတဲ့ပြုတ်ကျအဲ့ဒီချိန်မှာစကိုင်းတောင်ရိုးကနေပြီးမန္တလေးဘက်ကူးချင်လို့ရှင်အညာအခေါ်ငှက်လို့ခေါ်တယ်တံပန်နဲ့လူကမတက်ရပ်ပြီးတော့တက်နှချောင်းနဲ့ခတ်တဲ့တံပန်ပေါ့ရန်ကုန်မှာလည်းရှိပါခုတော့အဲ့ဒီလိုခတ်တာမဟုတ်တော့ဘူးပဲချိတ်ဆက်ကလေးနဲ့မောင်းနေတာအဲ့ဒီလိုငှက်တံပန်နဲ့ဟိုဘက်ကန်းကိုကူးပြီးတော့သွား တရက်တော့အနိစကန်ဆရာတော်ကြီးတရားဟောပြီးတော့ပြန်လာတယ်တဲ့ပြန်လာတဲ့အခါကျတော့ဆရာတော်ကြီးကတမ္မန်ပဲ့ပိုင်းမှာထိုင်နောက်ဆရာတော်တစ်ပါးကဥပိုင်းမှာထိုင်အလဲကောင်းမှာဈေးရောင်းရာကပြန်လာတဲ့ဒကမကြီးနှစ်ယောက်ကအလဲကောင်းမှာထိုင်နေအောက်ကသူတို့နှစ်ယောက်ကဘာပြောလဲလို့ဆိုရင်ညကတဲ့အနိစကန်ကိုတော်တရားဟောတာသွားနာတယ်တဲ့ပါဠိတွေရွတ်ပြီးတော့အနဲ့တွေဆိုနေဘာတွေပြောမှလည်းမသိဘူးလို့ပြောတယ် အဲ့ဒီပြောတာကိုရှေ့ကကြားခဲ့တဲ့ဆရာတော်ကနေပြီးတော့တဆင့်ဖောက်တယ်ချလို့ဒီစကားကိုကြားဘူးလားဆုံးတော်ကဒီပါဠိတော်ကြီးတွေဟာဟောတော်လဲလူတွေနဲ့မနစ်ဆက်ဖက်နဲ့ဖြစ်ဝေးမြဲဝေးနေသေးတယ်ပေါ့အဘိလို့တော့လူတွေနားထဲမှာပါဠိဘာသာတွေယွံ့ပြီးတော့အနဲ့တွေပြန်နားထဲမှာရှင်းပြီးတော့မသွားသေးဘူးရှင်းမသွားသေးသေးတဲ့အတွက်ကြောင့်ဘုရားဟောတဲ့ပိဋကပါဠိတော်တွေနဲ့လူတွေဟာဝေးမြဲဝေးနေကြတယ် အေးဒီနောက်ပင်ခီရောက်လာတဲ့အခါကျတော့တရားရိပ်သာတွေပေါ်လာလို့မဟာစီဆရာတော်ဘုရားကြီးတို့တုတ်တန်တွေကိုကြာကြာနာနာဟောလာပြီအဲ့ဒီလိုကြပြားလင်္ကာလေးတွေစီကုံးပြီးတော့လူတွေမှတ်လွယ်ရှိအောင်ဟောလာတဲ့အခါကျတော့အတော်အသင့်လူတွေဟာတရားနဲ့နှိဆက်လာတယ်လို့ဒီလိုပြောအောင်တုတ်တန်တရားတော်တွေနဲ့ဖြည်းနှိဆက်ဟောဒီကနေ့ခေရောက်လာတဲ့အခါကျတော့တရားဟောတဲ့စနစ်တွေဟာပြောင်းသင်းသလောက်ပြောင်းလာပြီးတော့ တရားနာတဲ့ပုဂ္ဂိုလ်တွေမှလည်းပဲပြောင်းနေသလောက်ပြောင်းလာခံယူနိုင်မှုတွေဟာတိုးတက်လာတယ်လို့ပြောရမှာဒါဝန်တာစရာတစ်ခုပဲဘုန်းကြီးတို့လည်းတရားဓမ္မဟောတယ်ဆိုတာတကယ်တော့အားလုံးသိကြပါလိမ့်မယ်တစ်သလုံးဘုန်းကြီးတို့တာဝန်ယူလာတဲ့ကိစ္စတစ်ခုကတရားဟောတဲ့တာဝန်မဟုတ်ဘူးစာသင်တိုင်းမှာစာချတဲ့တာဝန်နဲ့ကြီးလာခဲ့ရအသက်ရွယ်ကြီးလို့နိုင်ငံခြားတိုင်းပြည်တွေသွား ဘာတန္တရသင်ကြားလို့တက်မြောက်လာတဲ့အခါကျတော့နိုင်ငံသားတွေကိုစာသင်ပေးရဘုရားရဲ့တရားတော်တွေနိုင်ငံသားတွေနားလည်အောင်တူရှင်းလို့ရင်အနှစ်ချုပ်ပြီးတော့ပြောရတဲ့အလေးချက်တွေရနိုင်ငံသားတွေနဲ့မြန်မာတွေနဲ့ကွာတာပါရှိတယ်ဆိုနိုင်ငံသားတွေကသင်တန်းတက်နေတဲ့အချိန်ဒီအရှင်းရှင်းဟောပြောနေတဲ့အချိန်နားမလည်ဘူးဆိုချက်ချင်းလက်ညှိုးထောင်မဆိုင်ဘူးမေကုန်းမေးတာပဲချက်ချင်း ဗမာလူမျိုးတွေကတော့အဲ့ဒါလို့မဟုတ်ဘူးရတ်ထောင်ခစ်ခရဲကခေါင်းလေးငုံပြီးတော့တရားနာလာတဲ့အကျင့်ကဒီကနေ့အထိအဲ့တိုင်းပဲဒီလိုလေးပဲနာတယ်နားလဲတာဖြစ်စေနားမလဲတာဖြစ်စေခေါင်းငုံပြီးတော့တရားနာတိတိမတိတိတရားဆုံးနေထိအောင်တော့နာကြတာပဲတရားကြောရှိတဲ့ကိုရောနဲ့တွေ့ရင်တော့နော့လိန်နေတာလည်းရှိတယ်သို့တော်ထိုင်ရင်အိပ်ပျော်သွားတာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလို့ခေမျိုးမျိုးကြော်ဖြတ်လာတယ် ီကနေ့ဘုန်းကြီးတို့တရားဟောတယ်ဆိုတာစာသင်ပေးတဲ့ပုံစံနဲ့ပဲဟော။ဘာဖြစ်လို့ဒီပုံစံဟောတာတော့ဆိုတော့ကိုကကိုပုံစံလည်းမဟောတတ်ဘူး။ကိုပုံစံလည်းမဟောလည်းမဟောတတ်ဘူး။ဟောလည်းမဟောချင်ဘူးအဲ့ဒီပုံစံမျိုး။လူတွေရှင်းရှင်းနဲ့ဘယ်လိုနားလည်အောင်လုပ်ရမလဲဆိုတဲ့စိတ်ရှိတယ်။အဲ့တော့သူများကိုရှင်းအောင်နားလည်အောင်ပြောမယ်ဆိုရင်ကိုယ်တိုင်ကအရင်နားလည်မှပြောလို့ရတာ။ subject matter တခုဟာရှင်းပြတဲ့ပုံကလဲနေလို့ရှိရင်နားထောင်တဲ့ပုံကလည်းလဲသွားမှာပေါ့။ ရှင်းပြတဲ့ပုဂ္ဂိုလ်ကပိုင်ပိုင်နဲ့နဲ့ရှိမှနားထောင်တဲ့ပုဂ္ဂိုလ်ကနားလဲအဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့ရဲ့ရည်ရွယ်ချက်ဒီကနေ့တရားဟောတယ်ဆိုတာဟောတဲ့ဟောတိုက်လို့ဟောတယ်လို့စိတ်ထဲမှာခံယူထားတယ်ဟောတဲ့အခါမှာလည်းပဲအပူရီမပါရအောင်ခရုဆိုင်ပြီးတော့ကုတရားမဟုတ်ဘူးဖရာရဲ့တရားလူတွေနားလဲကြပါစေတို့လူမျိုးတွေရဲ့လက်ထဲမှာ ိတကသုံးပုံရောက်နေတာကြာလာပြီနှစ်ပေါင်းထောင်ချီပြီခဏအထိလူတွေတဲမရောက်သေးဘူးရောက်တယ်ဆိုတာဗာလေးရောက်တော့ဆို950ဇတ်တေတို့ဓမ္မပဒဝုထုကလေးတွေတို့အနှစ်သာရရှိတဲ့တရားတွေတိတ်ကြည့်တော့မရောက်ဘူးဒီလိုအနေထားမျိုးရှိရင်အဲ့ဒါကြောင့်မလို့အနှစ်သာရရှိတဲ့တရားတွေရောက်စေချင်တယ်များများဒါကြောင့်မလို့တရားဟောတာအဲ့ဒါလို့တရားဟောတာကိုယ့်ကိုယ်ရည်ရွယ်ချက်မှန်ကန်အောင်မြတ်စွာဘုရားရဲ့လမ်းညွှန်ချက်အတိုင်း စိတ်ထားဖြူစင်အောင်ကြိုးစားပြီးတော့ထားပြီးဟောတယ်။ဒါတောင်မှပဲတနေ့ကဘုန်းကြီးတော်ကနေပြီးတော့ဖုံးဆက်တယ်။ဆရာတော်တို့တရားလိုက်ဟောနေတယ်ကြားတယ်တဲ့။တရားလိုက်ဟောနေလို့ရှိရင်အဝင်ပစိန်ထွက်လဲဖြစ်နေအောင်ပဲတဲ့သူကပြောတယ်။နေပါအောင်ကိုရောပြောတယ်အဝင်ပစိန်ထွက်ဆိုတာဘာပြောတာလဲ။ဆိုတော့เจ้ามาตังฆาတွေကိုစာမချပဲနဲ့တရားလိုက်ဟောတာကိုသူကအပြစ်ပြောတဲ့သဘောမျိုးပေါ့နော်။ စာသင်ပေးလို့ရတဲ့အကျိုးအမြတ်ကိုပစိတ်တရားရကမတွေကိုဟောလို့ရတာကအတ်လို့သူကအကြီးနဲ့အသေးပေါ့အသူအမြင်ကိုပြောတော့ဘုန်းကြီးတို့ကတို့ကဒီလိုမမြင်ဘူးလို့အာသနာဟာတရားရကမတွေမိပြီးတော့ယက်တည်ရတာမြတ်စွာဘုရားကဘိက္ခုဘိက္ခုနီဥပဒကဥပတိကာလို့ဆိုပြီးတော့ပရိသတ်၄ပါးသာသနာပြုဖို့လက်တွဲပြီးတော့ပရိသတ်၄ပါးထားခဲ့တာ ဘုန်းကြီးတွေကဘုန်းကြီးတွေကြီးပဲစာချနေုံနဲ့ပြီးတာမဟုတ်ဘူးတရားတော်မတွေနားလည်အောင်လည်းပဲဟောပြောတဲ့ ਨੇ မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကအေးတသစာကြီးကြွကြတရားဟောကြလို့သာသနာစတင်တဲ့အချိန်မှာဒေသေတာဘိခဝေဓမ္မံအာရိကလျာဏမစ္စေကလျာဏပရိယောသနာကလျာဏအစလည်းဆုံးသုံးမျိုးလုံးကောင်းခြင်းနဲ့ပြည့်စုံတဲ့တရားဓမ္မကိုဟောကြလို့ဘာဖြစ်လို့ဟောခိုင်းတာတော့ဆိုအတ္တဝနတာဓမ္မတပရိဟယန္တိ တရားမနာရလို့ရှိရင်လူတွေဟာတရားကနေဆုံးရှုံးနေတာမျိုးရှိကြတယ်ဟုတ်တယ်တချို့တလေဟာဘုရားမြတ်စွာရဲ့တရားကိုမနာဘူးသည့်အတွက်ကြောင့်အော်တရားတွေဟာဒီလိုရှိတာပါလားဆိုတာသဘောပေါက်လာကြတချို့အဲ့ဒါဟာအဝိနာမဟုတ်ဘူးအတ္တကြီးမားတဲ့ပစိနဲ့ကြီးမားတဲ့အရာဝရဘာဖြစ်လို့တုန်းဆိုသာသနာဆိုတာဘုန်းကြီးတွေတင်ပြုလို့မရဘူးတရားဓမ္မပါပြုမှသာသနာရဟဲ့ သာသနာတော်ရဲ့ထောက်တိုင်ကြီး၄ရပ်လို့ပြောရမယ်။အမျိုးသားယဟန်တော်အမျိုးသမီးယဟန်တော်မျိုးသမီးယဟန်တော်ကဒီကနေ့မရှိတော့သီလရှင်ပေါ့။အမျိုးသားဥပဒကအမျိုးသမီးဥပဒိကလို့ဟောဒီ၄ဦးဆိုဆိုင်ရတီကြီး၄ခုဟာဥထံပဲ့ထံသာသနာတော်ကိုကျိုးပန်းအထောက်မှသာသနာတည်နိုင်တာ။ဒါကြောင့်မို့ကိုရောပြောတဲ့အဝင်ပစိန်ထွက်ဆိုတာမဟုတ်ဘူး။တရားဆိုတာဟောရသို့တော့ရည်ရွယ်ချက်တော့မှန်ရတယ်။